အမရထာနိုင်ငံသမိုင်းမှာအရှိအကြဆုံးဆွေးရဆမ်းမှုကိုအဆုံးသတ်နိုင်မဲ့ဥပဒေကြံကိုလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ American All Lord ကအဲ့ဒီဗန်နာရေးဆိုင်ရာဥပဒေကြံကိုထောက်ခံမဲ့222မဲ၊ကောက်ကွက်မဲ့204မဲနဲ့ TPP နောက်အများမကြောက်ဘူးမှာ Trump ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး Democrat မဲ့6ယောက်က Republican တွေဘက်ကထောက်ခံပေးခဲ့ပါလိမ့်။အစိုးရရဆိုင်မှုစကြေကလက်ရှိချိန်ထိ43ရက်ရှိပြီဖြစ်ပါတယ်။ ဖက်ဒရယ်ကနေထောင်တဲ့ချီလာစားမရပဲလုံးလုံးဝပြီးဖက်ဒရယ်အစီအစဉ်တွေအေဂျင်စီတွေနဲ့ထောင်တွေတွေလည်းရမုံငွေမရှိပဲရတန့်ခဲ့ရပါတယ်။အနည်းလာနေမှာတော့အမေရိကန်ထက်လွတ်တော်ဟာဆိုးရရဲ့ဆန်သူဆုံးသက်ဖို့နဲ့ဆိုးရကိုရမုံငွေထောက်ပံ့မဲ့ဥပဒေကြမ်းတရားတည်ပြုခဲ့ပြီးဒီကနေ့မှာတော့အောက်လွတ်တော်ကပါတည်ပြုခဲ့တာဖြစ်ပါတယ်။ဒီမှာထပ်ကတော့ Republican လွှတ်တော်အမေရိကန်ကိုချီးကျူးလိုက်ပြီးအလုံးကြီးမားတဲ့အောင်ပွဲလို့ဆိုပါတယ်။နောက်ထပ်ဒီလိုထပ်ဖြန့်ခွင့်မပေးဘူးလို့ထရန့်ကဆိုပြီးဒါဟာနိုင်ငံတကာကိုအုပ်ချုပ်တဲ့နည်းလမ်းမဟုတ်ဘူးလို့ပြောပါတယ်။ ဥပယဖဂရုန်နေဟာမနက်ဖြန်မနက်ပိုင်းကစပြီးလုပ်ငန်းခွင်တွေပြန်လည်တက်ရောက်မှာဖြစ်ပေမဲ့အစိုးရဝန်ဆောင်မှုတွေနဲ့လုပ်ငန်းဆောင်တာတွေကဘလောက်မြင်မြန်ပြန်လည်စတင်နိုင်မလဲဆိုတာမသိကြပါဘူးသမောတူညီချက်ရဇန်နဝါရီ30ထိအစိုးရရမုံငွေတွေထောက်ပံ့ပေးမှာဖြစ်ပါတယ်အစိုးရရဆိုင်မှုကြောင့်လေခင်းစစ်မောင်း2000ကျော်နှောင်းနေကြရပါတယ်လူလူအတွက်အစားအသောက်ထောက်ပံ့မှုအကျိုးခံစားခွင့်တွေရဆိုင်ခဲ့ရပြီးဖက်ဒရယ်ဝန်ထမ်းတွေလည်း အလုတ်ခိတရင်နာရတာနဲ့လဆောင်မရမှုတွေဖြစ်ခဲ့ပါလေဒီမိုကရက်တွေကကျမ်းမာရေးအာမခံထောက်ပံ့ကြေးတွေတိုးချက်ပေးဖို့မပါဝင်တဲ့အတွက်ဒီပန်းတော်ငွေခွဲတန်းကိုစောပိုင်းမှာဆန့်ကျင်ခဲ့တာဖြစ်ပါလေဒါအပြင်စစ်တမ်းတစ်ခုအရဒီရဲဆိုင်မှုအတွက်အမေရိကန်90ရာခိုင်နှုန်းက Republican တွေကိုပြစ်တင်ပြီး48ရာခိုင်နှုန်းကတော့ Democrat တွေကိုအပြစ်တင်ခဲ့ကြတယ်လို့သိရပါလေသမ္မတခန်ကတော့ပြည်သူတွေကိုစီယုံဖို့အတွက်စီးကြခုံကောက်ခံတွေကရရှိတဲ့အစိုးရဗန်နာတွေကနေအမေရိကန်နိုင်ငံသားတွေကို တယောက်ကိုဒေါ်လာ2000စီအစုပေါ်အမြတ်ခွဲယူပေးဖို့သမထွန်းကတန်လိထန်ချထားတယ်လို့တော့အင်ဂျူတော်ကပြောပါတယ်။အင်ဂျူတော်ကဒီကိစ္စဖြစ်အောင်လုပ်ဖို့ဥပဒေရနီလာအလုံးလေးလာနေတယ်လို့ပြောခွင့်ရပုဂ္ဂိုလ်ကာရိုလိုင်းလီဗစ်ကဆိုပါတယ်။အချိန်ကြာနဲ့တခြားအသေးစိတ်ချက်လက်ကြီးတော့မသိရပါနဲ့သမရကအဲ့ဒီလိုဖြစ်စေချင်တယ်လို့ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်တဲ့အတွက်သူ့ရဲ့စီးပွားရေးကြံပေးတွေကတုံ့တက်နေပြီးတိတာတဲ့ချင်းကြီးပြောမယ်ဆိုပါတယ်။သမရထရန်ကစီချက်ခုံကိုဆန့်ကျင်သူတွေဟာအယူတွေဖြစ်တယ်လို့နိုမာ10နှစ်ကပြောခဲ့ပြီး ဝင်ငွေမြင့်သူတွေကလည်းလို့လူတိုင်းကိုဒေါ်လာ2000စီခွဲပြီးမယ်လို့ဆိုပါတယ်။ဒီကောက်ခံရန်ကုန်တွေနဲ့ဆိုရပြည်မီတွေစက်နိုင်တော့မှဖြစ်တယ်လို့လည်း Trump ကဆိုပါတယ်။ဒီအစီအစဉ်ရဲ့ဖြစ်နိုင်ခြင်းနဲ့ကုန်ကြစည်ကိုတော့ကျွမ်းကျင်သူတွေကသတိပေးနေပါတယ်။ Touch Founder ရဲ့ Twitter ချက်မှုအရဒီအစီအစဉ်ဟာကုန်ကြစည်ဒေါ်လာဘီလီယံ300ကနေ600ကျားရှိနိုင်ပါတယ်။ဒါဟာအော်တိုဘာလောက်ကုန်ထိကောက်ခံရထားတဲ့စီးကြက်ခွန်ဝင်ငွေဒေါ်လာ300ကိုဘီလီယံ2000လောက်ပိုများနေပါတယ်။ ဒါအပြင်ဒီစစ်ချက်ခုံရဲ့အကြောင်းဒီဘက်ကသူနဲ့ပစ္စည်းတွေဈေးပိုကြည့်ပြီးအမေရိကန်ပြည်သူတွေကတိုင်းဟင်းတောင်ကိုတစ်နှစ်ဒေါ်လာ1600ကန်းနေ2600ကျားပုံမကုန်ကြနေတယ်လို့လေးလာသူတွေထောက်ပြပါလိမ့်ဒီလိုငွေသားတွေတိုင်းရိုက်ထုတ်ပေးဖို့ဆိုရင်ကွန်ကရစ်ရဲ့အတူတူချက်လိုအပ်မှာဖြစ်တယ်လို့လည်းသုံးသပ်ထားတာဖြစ်ပါလိမ့်ဘာဖြစ်ဖြစ်ရောအမေရိကန်ဆိုရရှာတောင်းဖြစ်မှုကြီးကတော့ရက်တန့်သွားပြီပဲဖြစ်ပါလိမ့်နောက်တင်တဲ့ပုံပြောချင်ပါလိမ့် ထိုင်းဝန်ကြီးချုပ်အန်နူတင်ဟာကမ္ဘောဒီးယားနဲ့ငင်းကြိုင်ပြီးဆုံးပြီလို့ကြေညာလိုက်ပါတယ်ထိုင်းကမ္ဘောဒီးယားကြေညာချက်ကိုလည်းဖျက်သိမ်းလိုက်ပါတယ်ထိုင်းဝန်ကြီးချုပ်အန်နူတင်ဟာနိုင်ငံရဲ့ချုပ်ချာအာဏာကောက်ကွယ်ဖို့ထိုင်းနိုင်ငံအနေနဲ့တီးကြလွတ်လပ်စွာလုံဆောင်သွားမှာဖြစ်ကြောင်းပြောကြားရင်းအချက်လေးချက်ပါထိုင်းကမ္ဘောဒီးယားငင်းကြိုင်ကြေညာချက်ပြည့်ပြည့်ပြီလို့ကြေညာပါတယ်နိုဝင်ဘာ17ရက်နေ့ကစီစာခတ်ပြည်နယ်ရှီလန်းစစ်ကမ္ဘာဝန်ကြီးချုပ်အနုတင်ကထိုင်းကမ္ဘောဒီးယားငင်းကြိုင်သဘောတူညီချက်ပြီးဆုံးသွားပြီဖြစ်ကြောင်း အချက်လေးချက်ပါကျင်းတဲ့ကနေထိုင်းနိုင်ငံနှုတ်ခတ်ကြောင်းလွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်အခိုင်အမာပြောပါတယ်။ထိုင်းနိုင်ငံဟာကျွန်တော်တို့အပိုင်မှာကျွန်တော်ခုရည်နေတဲ့နေရာဟာထိုင်းမြေပါ။ဘယ်သူကမှချုံချာအာဏာကိုတောင်းဆိုလို့မရဘူးလို့အမှုတင်ကဆိုပါတယ်။ညီကြဲလုပ်ငန်းစဉ်ပြီးဆုံးသွားပြီးခုကစပြီးထိုင်းနိုင်ငံဟာဘယ်သူကမှတိုင်ပင်ခြင်းသမို့ခွင့်ပြုခြင်းတောင်းခံမှာမဟုတ်တော့ပဲထိုင်းနိုင်ငံမှာတော့အကျိုးရှိတဲ့အရာမှတည်းများလုပ်သွားမယ်လို့အမှုတင်ကပြောပါတယ်။ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ရပါတယ်မိုင်းလေးလုံးမှာ ကျွန်တော်တို့စစ်တီတွေနေမိလို့ပေါက်ကွဲသွားတဲ့ကြလုံးကိုဖယ်လိုက်ရင်မိုင်းသုံးလုံးဒီသုံးလုံးဟာသဘောတူညီချက်လက်မှတ်ထိုးပြီးနောက်ပိုင်းထိုင်းပြည်ပေါ်မှာအသိဉာဏ်ထားတာဖြစ်ပါတယ်ကမ္ဘောဒီးယားဟာသူတို့ဂရိပြူထားတာကိုသူတို့ချိုးဖောက်ခဲ့တယ်လို့အနူတင်ကဆိုပါတယ်။ထိုင်းနိုင်ငံဟာအာဆီယံနဲ့ကမ္ဘာကြီးကိုတတ်သိထားပြီးကမ္ဘောဒီးယားကလိုက်နာမယ်လို့ယုံကြည်ကသီးခံခဲ့တယ်ပြောပါတယ်။ဒါပေမဲ့ခုတော့စန်းကျင်ဘက်ဆိုတာတွေ့သွားပါပြီ။ဘယ်သဘောတူညီချက်မှမရှိတော့ပါဘူး။ထိုင်းနိုင်ငံကလုံသိမ်းလုထိုက်တာလုံသွားမှာပါလို့အနူတင်ကပြောပါတယ်။ ထိုင်းနိုင်ငံဟာပူးတွဲခြင်းရဲ့ချက်ပါအချက်လေးချက်ကိုလိုက်နာမှာမဟုတ်တော့ဘဲအစိုးရအနေနဲ့နိုင်ငံတော်လုံးချုပ်ရေးစီရေးလုပ်ငန်းတွေပြေဝါထောက်ပံ့သွားမယ်လို့အမှုတင်ကလေးပြပြောပါလေထိုင်းတော်ဝန်ကြီးတဲ့လုပ်ငန်းလက်ပယ်ရေးစီစဉ်လက်ဆွေးနွေးထားပြီးကာကွယ်ရေးဝန်ကြီးဌာနကလည်းလုံထုံလုံးကြီးတွေအသိပေးထားကြောင်းပြောပါလေမလေးရှားရဲ့ငင်းကြဲဆလုပ်ဘက်တွေပြန်လဲစတင်မှုအစုပြုချက်မေးမြန်းတဲ့အခါမှာလည်း ဘာလို့ပြန်ဆောင်ရမှာလဲသဘောတူညီချက်ကပြီးသွားပြီလို့အလူတင်ကပြောပါလေသဘောတူညီချက်မှာတက်သေးဖြစ်တယ်ဘရက်ကတ်သမားထရန့်ကိုထိုင်းနိုင်ငံကအစီရင်ခံဖို့လိုအပ်ပါသလားလို့ပြောတဲ့အခါအလူတင်ကဒီအကြောင်းကိုပယ်ချပါတယ်ဘသူ့ကိုအစီရင်ခံရမှာလဲကျွန်တော်တို့ကချုပ်ချအာဏာပိုင်နိုင်ငံပြဘသူ့ကိုမှအစီရင်ခံစားတင်ဖို့မလိုဘူးမေးလိုက်ရင်တော့သံမတ်တူကတော့တုံ့ပြန်ရမှာပေါ့ဒါမှမဟုတ်ရင်တော့ကျွန်တော်တို့ရှင်းပြစရာမလိုဘူးလို့ဆိုပါတယ်ကာကွယ်ရေးဝန်ကြီးဌာနအထိုင်းကာကွယ်ရေးဦးစီးချုပ် ထိုင်းတော်ဝင်ကြီးတဲ့ဦးစီးချုပ်နဲ့ဒုတမတော်ဒေသတို့အားနိုင်ငံကိုကာကွယ်ဖို့အစိုးရအာဏာကိုအပြည့်အဝပေးအပ်ထားကြောင်းအတည်ပြုလိုက်တာလည်းဖြစ်ပါလေ။နောက်သင်ပုတ်ပြောခြင်းပါလေ။လူ၂၀လိုက်ပါသွားတဲ့တူရကီစစ်လေယာဉ်ဟာအဇာဘိုင်ဂျန်ကျော်ကြီးကနေဆက်မှာပြတ်ကျသွားပါလေ။လူ၂၀တင်လာတဲ့တူရကီစစ်ဘက်ကုန်လေယာဉ်စီးအဇာဘိုင်ဂျန်ကျော်ကြီးကနေဆက်မှာပြတ်ကျသွားတဲ့လူတူရကီကာကွယ်ရေးဝန်ကြီးဌာနကပြောပါလေ။အရာရှိတွေကတော့သေဆုံးသူတွေအတွက်အတိမပြုတ်ပေမဲ့တူရကီသမ္မတအာဒိုဂန်ကတော့သူရဲ့ကောင်းတွေတော်ဝင်တဲ့အချိန် ထုတ်ပေါ်ပြောကြားနေပါတယ်။လက်ရှိမှာရှာဖွေနေတဲ့ကြေးလုပ်ငန်းတွေစတဲ့လှုပ်ဆောင်နေပြီဖြစ်ပါတယ်။စီဝန်ရီဇီရိုကုန်လေယာဉ်ကြီးဟာအစားပညာကနေဒရက်တီကို ပြန်တန်းချိန်ပြတ်ကျတာလို့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါလိမ့်။အခင်းဖြစ်ပေါ်ရနေရာတွေကတပ်ပုံတွေမှာတော့လေယာဉ်ရဲ့အပြည့်စည်းတွေလို့ယူဆရတဲ့အစိတ်ပိုင်းတွေပြတ်သားပါလိမ့်။လေယာဉ်ဟာရေပေါ်အချက်ပြမှုမထုတ်ပြန်ပဲရေဒါကနေပျောက်ကွယ်သွားတာလို့ဂျော်ဂျီယာလေကြောင်းအထံပိုင်းဖွဲ့ကပြောပါလိမ့်။လေယာဉ်အစားပညာကနေ5ကီလိုမီတာအကွာမှာရှိတဲ့ ဆန္နာဂေမီမှာပြတ်ကျသွားတာပါအဇာမညာသမောင်းကတော့အာရုဂန်စီကိုပေးပို့တဲ့ message မှာကုလသမုဒ္ဒနဲ့ဆောင်းရှောင်းတဲ့တဲ့အတွက်အလွန်ဝမ်းနဲ့ကြောင်းပြပါလိမ့်ရုပ်ပြီးနိုင်ငံဆိုင်ရာအမေရိကန်သားမကြီးတွန်ဘာရကလည်းလေရင်ပြတ်ကျမှုတွေအလွန်ဝမ်းနဲ့ကြည်ကွဲမှုတွေဆိုပါတယ်စီဝန်သူစီယိုလေရင်ဟာကမ္ဘာတော်ရှိလေတက်တွေတုံးတဲ့အမေရိကန်လုံးတည်ပို့ဆောင်ရေးလေရင်ကြီးတစ်စင်းဖြစ်တယ်လို့သိရပါတယ်နောက်ထပ်တဲ့ဒီပုံပြောချင်ပါတယ် ပါလက်စတိုင်းဖွဲ့စည်းပုံချိန်ခံဥပဒေအတွက်ရေးဆွဲဖို့ပါလက်စတိုင်းအာဏာပိုင်ဖွဲ့စည်းနဲ့ပူးပေါင်းလုပ်နေကြောင်းပြည်သူ့သမ္မတမက်ခရွန်ကပြောပါလေ။ဂါဇာပြည်ခရဲ့ဆဲဒေါ်ဒီမီတာအပြေအဝါကောင်တဲ့ဖော်ရေးဆွေးနွေးဖို့ပါလက်စတိုင်းသမ္မတမာဘော့အဘတ်စ်နဲ့ပါရီမာတွေ့ဆုံပြီးမက်ခရွန်ကအဲ့လိုထုတ်ပြန်တာပါ။ကျွန်တော်တို့ကပါလက်စတိုင်းနိုင်ငံရဲ့ခိုင်မာအကောင်ရေးအတွက်ဖွဲ့စည်းပုံချေခံဥပဒေရေးဆွဲရေးပူးတက်ကော်မတီအထူတော်မှုဆုံးဖြတ်ပါတယ်။သမ္မတမမောဘတ်ဆာကျွန်တော်ကိုမူကြမ်းပြထားပါတယ်လို့ပြည်သူ့သမ္မတကဆိုပါတယ်။ မမောဘတ်ကလည်းအဲ့ဒီကော်မတီကိုမြန်ဆုံးထုတ်ထောင်ဖို့သဘောတူကြောင်းပြောပါရယ်။အမေရိကန်သမ္မတထရန့်ကပြစ်ခတ်ရေးဆက်ရေးဆောင်ကြည့်မဲ့နိုင်ငံတကာဒီနေ့ရက်ဖွဲ့ဟာမကြာမီမှာဂါဇာကိုရောက်ရှိမယ်လို့ပြောလဲကြောင်းပြီးခဲ့တဲ့တရေပတ်ကပြောပါရယ်။ပြည်သမ္မတမခွန်ကစစ်တမလာကုရသမကထေတီစုဝေးမှာပါလက်စတိုင်းနိုင်ငံအားအသိမှတ်ပြုကြောင်းကြေညာပါရယ်။အော်ရိုဘာဆဲနေမှာတာဝန်ခဲ့တဲ့ဂါဇာဒေသကြီးကြပ်ရေးစီစဉ်ပထမဆုံးအစီအစဉ်စစ်တပ်ဟာလက်ရှိမှာတော့ဂါဇာ50ရာခိုင်နှုန်းထိချုပ်ထားပါရယ်။ ဂါဇာမှာလူဦးရေနှစ်သန်းနီးပါးဟာကျန်ရှိနေတဲ့ဟာမတ်ထိန်းချုပ်ရာဂါဇာရဲ့ပြည်စစ်မှုတွေရဲ့အပြည့်အစုံတွေမှာတဲစကန်တွေနဲ့ဖြစ်သလိုနေရပြီးတော်တော်လေးကိုစိုးရွားတဲ့အခြေအနေမှာရောက်ရှိနေတယ်လို့နိုင်ငံတကာလေးလာယူဖွဲ့တွေကပြောပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာပြိုကျဆောက်နေပိတ်မိသူတွေကိုကယ်ဆယ်ဖို့မုံမြတ်တိုင်းတစ်ခုကိုဖောက်ခွဲဖြိုချလိုက်ရပါတယ်။တောင်ကိုရီးယားကယ်ဆယ်ရေးဖွဲ့ဖွဲ့ဟာပြိုကျပြည်စစ်နေတဲ့စမှုလုပ်ငန်းဆောက်ရဲ့အပြည့်အစုံတွေထဲမှာ တေဆုံးသူတို့နဲ့ပျောက်ဆုံးသူတို့စီအများဆုံးပေါ်ထွက်နိုင်ဖို့အတွက်လမ်းရှင်းတဲ့အနေနဲ့မိုးမြော်တိုက်ကြီးတစ်ခုပါဖောက်ခွဲဖျက်ဆီးလိုက်ရပါတယ်။ပျောက်ဆုံးသူတွေကလုံခဲ့တဲ့9ရက်လောက်ကပြိုကျခဲ့တဲ့အီရာမတမိဆောင်ဒီမှာလုံလုံလသူ9ယောက်တည်းကချိုးဖြစ်ပြီးအဲ့ဒီအဆောင်ဟာဦးဆန်မြို့မှာဒါဘေးစေုံမှာရှိတဲ့လူအုံမပြူတော့တဲ့အပူဘေးစေုံကြီးလို့ဆိုပါတယ်။ဆောင်းကိုပြပြဖို့သူ့ရဲ့အောက်ခြေကိုအားနဲ့အောင်ပြင်ဆင်လုပ်ဆောင်နေချိန်မှာပဲပြိုကျသွားတာဖြစ်ပါတယ်။လူသမားတွေကမြေဆန်ကနေနိုင်ပေမဲ့9ယောက်ဟာ တစားစီပိုက်ပြက်ကျိုးကျနေပြီးနောက်ထပ်ပြိုကျနိုင်ခြင်းရှိတဲ့အပျက်စီးတွေထဲမှာပိတ်မိနေခဲ့ပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကလည်းအဟန္တရာတော်တော်ဖြစ်စေပါတယ်။ပြိုကျမှုဖြစ်ပြီးနောက်လုံသမား၃ဦးရဲ့ရုပ်လောင်းတွေကိုပြန်လည်ရယူထားနိုင်ပါတယ်။ပြိုကျသွားတဲ့မျိုးစင်းဘေးမှာရှိတဲ့မီတာ60အမီရှိခြားဆောင်တို့ကတို့ကမပြိုလဲပဲကျန်ရှိနေသဖြစ်ပြီးကဲဈေးသမားတွေအနေနဲ့ဆယ်ရန်တရားကြီးတွေကိုတုံးဖို့ဆင်းမချရသေးဘူးလို့အကဲဖြတ်နေပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းကိုပုံမှန်နှောင့်လေးစေခဲ့တယ်လို့သိရပါဗျာ နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မှာဖုန်းလုံးမရလောက်နဲ့နေ့စဉ်ဘတ်၄သိန်းလောက်ငွေရှာနေတဲ့တရုတ် call center ကိုင်ကိုဖမ်းဆီးရမိတယ်လို့ထိုင်းလူမှုကြီးကြပ်ရေးရတဖွဲ့သတင်းတွေက ဖော်ပြပါတယ်။ထိုင်းသတင်းဖော်ပြကြရနေ့စဉ်ဘတ်ငွေ၄သိန်းကျော်လွှဲပြောင်းပေးနေတဲ့ထိုင်းဘန်ဆောင်200ကျော်ငွေလွှဲလက်ခံမှုသုံးတဲ့မိုဘိုင်းဖုန်း184လုံး ATM က83ခုနဲ့ကွန်ပျူတာနှလုံးကိုရဲတဲ့ဖွဲ့ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ် တရုတ်လူမျိုးတူနဲ့အင်ဆောင်တို့တို့ကိုဖမ်းမိခဲ့ပြီးအင်ကိုရှာဖွေစေအင်ကိုလာရောက်တဲ့နောက်ထပ်တရုတ်မျိုးသားတူကိုထပ်မံတွေ့ရှိပြီးသူတို့အတူဆက်သွယ်ရေးပစ္စည်းတွေဘဏ်အကောင့်တွေနဲ့တူကောက်ပါတင်းစီရမိခဲ့ကြောင်းရဲတခွဲကပြောပါတယ်လူဝင်မှုကြကြရေး Bureau Fire ရဲမှုချုပ်ကဒီတန်ရရှိသူတွေဟာထိုင်းနိုင်ငံသားတွေကိုလိမ်ညာနေတဲ့ call center ကိုရင်ကဖြစ်ကြောင်းဒိန်းစီယာမီတဲ့ဘဏ်အကောင့်တွေနဲ့ area ကတ်တွေဟာထိုင်းနိုင်ငံသားနေမယ့်ပတ်ဝန်းကျင်လို့ထိုင်းနိုင်ငံသားတွေကိုတိုက်ရိုက်ထိခိုက်နေနိုင်စေတဲ့မှုဖြစ်ကြောင်းထုတ်ဖော်ပြောပါတယ် တရုတ်ကောစင်တာဟာဘလုံနီလန်တွေကိုအုံပြုလိမ့်လည်ခဲ့တယ်ဆိုတာဆက်လက်ဆုံးရှုံးစစ်ဆင်မှာဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။တနင်္လာရှိသူတွေနဲ့တသိကပစ္စည်းတွေကိုနှီးပညာမှုကင်းနှိမ်သိမ်းဌာနခွဲပို့ဆောင်ခဲ့ပြီးစစ်ဆေးရေးယူမှာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ GFN ရဲ့နောက်ဆုံးရနိုင်ငံသတင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နောက်ဆက်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။